အလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖက်ပြပေးခြင်းတဲ့ဝိတ္ထုတို့လေးကတော့ဇာယိဆရာဘူတာရာရေဘော်အုံးချိတ်ဤတာထားတဲ့လောဘတက်ပြီးတရားသူလို့မြင်ရတဲ့ဝိတ္ထုတို့လေးဖြစ်ပါတယ်ခင်ဗျာနာတော်တာအစဉ်ပြေကြပါအောင်ခင်ဗျာနေအောင်ကြီးများကတောကျူတောကြားမှာအဖောက်ထွက်နေတော့ဤကြောင်ရင်မိတော့ရှောက်ပြေလံသို့မဟုတ်တောရင်းလဲလံတစ်ချောင်း၌နင်းမုံတွေကဆိုင်းနေတုန်းကာလပင် အောက်ချင်းကတအုပ်ဤညောင်ကြီးစားရင်အော်မီတံများသည်လက်နှင့်ဆောစောပိုင်းကိုကျင်းနုဝေယာတောဤဂီတတံများအဖြစ်ဖန်တီးနေတော်သည်ကြောက်ခင်းအင်းရွာသူဆင်းရန်တဖာလုံခန့်သာတို့တော်သည်အတွက်ကျွန်တော်နှင့်ဥဖို့ဟန်တို့အဖို့ရှီလန်းနေပုံမူတွက်လက်လာတော်သည်ဟုထင်မှတ်မိပါသည်နောက်မှမိုင်ဝက်ခန့်အကွာမှချမ်းရခဲ့သောကျွန်တော်တို့ဤစာအုပ်စာခွင့်အိယာလေးနှင့်ဒေါ်လာပစ္စည်းများတင်ဆောင်လာသည့်လဲကိုလည်းစောင့်ရမလို့တော်သည်အတွက် ကြောက်ခဲအင်းရွာမြောက်ဖက်တကားစီတို့ဆက်လက်လျှောက်ခဲ့ရပြီးသည်နှစ်ယောက်သားလျှောက်ရင်လမ်းပေါ်မှတားကောင်ကူအတန်းကိုသတိပြုကာလေးလာခဲ့ခရင်မင်းကျွန်တော်တို့အလိုရှိနေသည့်နှကန်းမွေးကြီး၏ခြေရာနှင့်ရာများကို ရှာဖွေမိခဲ့ကြသည်နှကန်းမွေးကြီးကကျွန်တော်တို့မုတ်ဆုအဖွဲ့ဝင်များနန်းစားအဖြစ်အတိမတ်ပြုထားသည့်ခြေရွာသားများ၏အခေါ်အဝေါ်တွင်တောကောင်သို့မဟုတ်ကြားကြီးများပင်ဖြစ်ပေ၏ဒီကောင်ဒီဒီဘက်ကျောကိုမလျှောက်သေးဘူးဗျာ အချိန်ခါကတော့သူတို့လာပဲဒီနတော်ပြတော့ဆိုတော့နှကန်းမွေးတွေအပြူလူလူလှဲ့တဲ့တောတောင်ထဲမှာလမ်းလျှောက်မြူးထူးတဲ့အခါပဲဥပုဟန်ဒီစေပေါ်လိကြီးကိုထောင်းကနေဖွာထုတ်ရင်သူဤစောထန်းထန်းထားသည့်လေးရလီမော်တာရိုင်ဖယ်ကို နေရာရွှေ့ပြောင်းကညာလက်ဖြင့်တစ်ဖက်တည်းခြင်လိုက်ပါသည်ကျွန်တော်ဒီလျှောက်ပေလန်းဖုံဖုံပေါ်၌ ကြီးရှိရာဆက်ရှိရာတော့ဝဲချေရာများနဲ့တည်တည်မောမောကြောင်များဤရှိရာသာတွေ့ရပြီးကျွန်တော်တို့ဤအချစ်တော်နှကမ်းမွေးကြီးဤရှိရာသည့်ရှိရာဟောင်းတစ်ခုတလေမှမတွေ့ရသည့်ကြောင့်စိတ်မကြည်မနှက်ဖြစ်နေမိသည်ခါတိုင်းကြောက်ခဲအင်းနဲ့စလုတ်ကြီးဘူတဲကျော်တော်ဝိုက်ဖောင်းလောင်းနဲ့ကြောက်ခဲအင်းဆိုင်းကျုပ်ပြတ်ကျော်တော်ဝိုက်မှာဒီကောင်းလေးရှိရာဟာခောက်တုတ်ခောက်ပြန်တွေ့နေကြဥစ္စာဗျာဖဲနေလေ နှကမ်းမွေးတွေကဘေးရင်တွက်ကြည့်တော့သူတို့လာပြီဆိုတာသိရလို့လွတ်ရလွတ်ရပြေးကုန်ပြီထင်တယ်။ဥဖုဟန်ကအမှတ်မထင်ပင်ပြန်ဖြေကြလိုက်ပါသည်။ပြောလဲပြောစရာပဲလေကျုပ်တို့နှကမ်းမွေးသလုတ်ကြီးပိုတဲ့တဝိုက်ကကတ်ပြီးပြည့်လို့ရခဲ့တဲ့တက်တေခံချက်တွေရှိခဲ့တဲ့ကိစ္စပဲဗျာ။ကိုင်းပါလီရွာရောက်မှတကြီးဥထုံးရင်နဲ့မုတ်ဆိုးမဖြော်လို့ကိုတိခောက်ကြည့်စမ်းရအောင် မတွေ့ရမပြည့်ရရင်မဖြစ်ဘူး ကျွန်တော်တို့နှစ်ယောက်သားစကားပြောဆိုကလမ်းလျှောက်နေခြင်းတွင်ကျွန်တော်တို့မျက်နှာမူအားလဲလံွေပစ္စည်းမှရှေ့တန်းနှင့်စကားပြောတဲ့အများကိုကြားလိုက်ရပေသည်လမ်းရွေကြည့်လိုက်သည့်အခါတွင်တနက်တလှနှင့်လူလီဥကိုတွေ့လိုက်ရတော့သည်ဟောဘုံမူကြီးတို့ပါကလားဘယ်နဲ့ဆက်သားမလို့ဘာမလို့နဲ့ဗျာဝမ်းတအားရသည့်အတန်နှင့်ကြောက်ခဲအင်းရွာခေါင်းဆောင်တကြီးဥထုံးရင်ကိုတွေ့လိုက်ရပေ၏ သူ၏နောက်မှာနှလုံးမှုတနက်ကိုင်းသူမှာရွာကံမုဆိုးငဖြောဆိုသူဖြစ်ပြီးကျန်လူနှယောက်မှာရှေးရခံရနဲ့အကူညီပေးမိရွာသားနှယောက်ပင်ဖြစ်ပေ၏ဆိုးဆိုးစီသည့်ဘယ်လဲတကြီးဦးဖိုးဟန်သည်ခင်မင်းရင်းနှီးသူပြီးပြီးလမ်းပြေမေးလိုက်သည့်အခါတွင်စန်တင်တို့လေပြားရှူထဲမှာဝတ်တောင်းကြီးတကောင် ကုတင်ကလေးကမှတွေ့ခဲ့ရလို့ကျွန်တော်တို့ကိုလားခေါ်လာလေဦးထွန်းရင်မှာအယုဂံတက်တက်ဖြစ်သည့်အတိုင်းကွယ်ခွက်ချင်းပြည့်ရဲ့တစုံတရာမတုံးမဲပြောလိုက်ရာ နှလုံးမှုတနက်ကိုင်းမုတ်ဆိုးငဖြော်ကဤကဲ့သို့သူတို့၏အကြံကြီးကိုဖွင့်ဟပြောလိုက်ခြင်းကိုမကျေနပ်သည့်မျက်နှာဖြင့်တကြီးကိုကြည့်လိုက်ပါသည်မုတ်ဆိုးငဖြော်၏အတွင်းစိတ်ကြောကိုကျွန်တော်သည် ကောင်းစွာရိပ်မိပြီးဖြစ်ပါသည်သူတို့၏တော်ဝဲအထီးကြီးကို ကျွန်တော်နှင့်ဦးဖိုးဟန်တို့ကကြားဝင်ပြီးပြစ်ခတ်ပြီးစိုးရိမ်သောအတွက်ပင်ဖြစ်ပေ၏အမှန်တမ်းရေးရလျင်တော်လက်ကြေးရွာမှရွာခံမုတ်ဆိုးများသည်အင်တန်အမြင်တူတတ်၏သူတို့နေပေတဲ့သူအခြားတဲ့နဲ့တမားများ မုတ်ဆိုးများလာရောက်ကျဆားမြေကိုစိုးရိမ်တတ်ကြ၏တို့ရရင်ကျွန်တော်တို့အဖို့သူတို့ရွာကံမုတ်ဆိုးတွေလိုခြေစားဆန်လာသောစိတ်ဓာတ်ကလုံးဝမရှိပါရှိရွာကံမုတ်ဆိုးတို့သည်လူများများနှင့်အုပ်လိုက်တင်းလိုက်ချီကတောချောက်ပြစ်ခတ်ခြင်းမျိုးကိုမလိုလားကြလူနှစ်ယောက်သုံးယောက်နှင့်နဲနဲ့နဲ့များလူနှဲစွာဖြင့်ခြေရာခံပြီးအမဲပြစ်ခတ်လိုကြ၏လူများများနှင့်လာ၏၍အမဲပြစ်ခတ်ပြီးတားကောင်းရလျင် ာခေါင်းဤအသားကိုဒေါ့၆သည့်နောက်ပါလူများကိုဝေစုဝေပုံခွဲပြရမည်ကို စိုးရင်ချင်းပင်ဖြစ်၏ဒေါ့ရွာဤဒလေးရာအမဲပစ်ခတ်ရာ၌အသားဝေချမ်းဤစနစ်မှာ ထားကြပါစို့သာခေါင်းတကောင်ရလျင်ပစ်ခတ်သူမုတ်စိုးကဝေစုတပုံနှင့် သာခေါင်းဤခေါင်းကိုရယူရ၏ပေါင်တပေါင်ကိုတနက်ရှင်အားတနက်ခပေးရ၏ ကြံသားနှင့်ဝန်တွင်သားများကိုမူမုတ်ဆိုးနှင့်နောက်လိုက်တောချောက်ပေးသူဖြတ်ပေးသူများတို့အညီမျှဝေယူကြရ၏ဆတ်သားတပိတာဤစစ်ကြိုခေဇေနုံမှာနှစ်ချက်မှလေးချက်ယခုဇေနုံမှာ၆ချက်မှ၁၀အထိဈေးရ၏ထို့ကြောင့်လည်းရွာငယ်မုတ်ဆိုးတို့သည်ကြားနှင့်တေဆင်းများထက်ဆက်နှင့်ဝက်ကိုအဓိကထားကယူပြီးအမဲပြစ်ခတ်လိုကြ၏ကျွန်တော်သည်တကြီးဦးထွန်းရင်ကိုကြေးရွာကားကလေးအတွက် ်တက်ဆိုင်ရာအစိုးရကထုတ်ပြန်ထားသောစစ်နှစ်ဖို့နှလုံးမြူတနက်စိုင်မောင်းတက်ကိုမုံစိုးငဖြိုလ်ဤလက်ထဲမှဆွဲယူကတနက်ဤအခြေအနေကိုစစ်ဆေးကြည့်ရှုလိုက်မိ၏ခါကိုချိုး၍ပြောင်းနှလုံးအတွင်းသို့ကြည့်လိုက်ပြီးတွင်ပြောင်းစင်နေရမည့်အစာမဲ့တက်နေ၏ဆိုင်ပြောင်းနှစ်ဖက်ကိုလက်မနှင်မကတင်၍ဆန်းကြည့်လိုက်၏ခရော့ခရဲ့နိုင်လာတော့၏တနမောင်းအောက်မှပင်ကလှုပ်ခါပြီးကြည့်လိုက်ရ၌အနေငယ်လုံနေတော့၏ ပစ်ထားတော့ကောင်းပါလေတကြီးခမရတဏ္ဍကတိတ်စိတ်မချရဘူးပြို့ကြည်စံကရောတိတ်ရလားဘွက်ကြည့်ရင်ကြားလဲတိတ်အနာမတည်ဘူးမကတ်ဝင်ဘူးနော်မတက်နိုင်ဘူးလေဘုံမှုကြီးကြည်စံအစ်စ်6လုံးကြည်3000နဲ့ကိုလုံးကြည်4000ရှိနေပြီပဲတော့ဝက်လောက်တော့ကိစ္စမရှိတမ်းပါဘူးဦးထွန်းရင်ကရေကမောကနဲ့ကိုမြုပ်နေရမှပြောကြပါသည်တဏ္ဍကောင်းမှုမကောင်းမှုထက်ချက်ပိုင်ဖို့နဲ့နှိမ်မြန်ဖို့လိုတယ်ထင်ပါတယ်ဘုကြီး ်ခါလိုင်းဒီနေတွေကဝက်တွေဆက်တွေမှန်သမျှဟိုဒီပါချင်းတို့တနတ်နေအကြီးရနေကြပါပဲတနတ်ကူလည်းမလိုပါဘူးခင်ဗျာဒီစကားကမုတ်ဆိုးငပြောဤကျွန်တော်တို့မုတ်ဆိုးတွေကိုဒီစချက်တွေမပါဝင်စေရန်ကြိုတင်ပိတ်ပင်လိုက်တော့ပြည့်ရဲစကားပင်ဖြစ်ပေ၏ကောင်းပါလေဤဗျာရွာရောက်ပြီးအမောဖြစ်ပြီးရင်မောင်ဖျော်ပြစ်တဲ့တောဝက်သားနဲ့ထမင်းတက်နဲ့စားဖို့ပဲဟိဥပိုးဟန်ဒီဟားတိုက်ကအတိတ်ပဲပါပါနဲ့ရေမောလိုက်ပြီးကျွန်တော်တို့ကသူတို့လူသူကိုရှောင်ထွက်ခဲ့သည် ကျွန်တော်ကိုယ်တိုင်ရွာကိုလိုက်ဖို့မယ်လေဘုံမှုကြီးကိစ္စမရှိပါဘူးတကြီးကျွန်တော်တို့ရွာနဲ့တိတ်တော့ကွာတော့တဲ့ကိစ္စမှမဟုတ်တာဝက်လောက်သာဆက်လိုက်ကြပါလိဟုကျွန်တော်ကအဖြေပေးလိုက်ပြီးနောက်နှစ်ယောက်သားရွာစီတို့ဆက်ထွက်ခဲ့၏ပြတိချက်နဲ့ရှေ့သမားအစိုးရသည်ဗမာများကိုလက်နက်ကောင်းကောင်းဂိုင်ခွင့်ကို မပေးလိုကြရှိတကြီးဦးထွန်းကြီးဆက်နေဖို့တနက်မှာအင်္ဂလန်ပြည်လို့အပေါ်စား၁၀ပေါင်၁၅ပေါင်မြတာပေးရမည်ငှက်ပြစ်တနက်မျိုး ပြောင်းပါစားမျိုးဖြစ်ပေ၏ပြီးတိချက်အပြည့်တွင်ကြံသောလက်နက်များနှင့်ပင်အကာအကွယ်တနက်ပေးကအကာအကွယ်လက်နက်ပေးကအုတ်ချုပ်ရည်ကိုစီမံအုတ်ချုပ်နေစေခြင်းသာဖြစ်ပေ၏ပူနွေးသောထမင်းပွဲမှအငွေကလေးတွေသည်ရစ်ကတီကပြန်ဝဲနေလေသည်ကြောက်ခဲအင်းရွာတို့လာရင်ဘူးကွဲရွာအထက်လေခွင်းထဲမှာပြစ်ခတ်ရရှိခဲ့သောတောကျက်သုံးကောင်ကိုဦးနုသည်ကျွမ်းကျင်စွာဖြင့်ပြုတ်ကျော်လုထားသောဟင်းတပကံ ဘူးရွက်ဟင်းညိုတရတိတနက်ဘာလက်ချောင်းကျော်ငါတစ်တာတုံစသည့်ဓမင်းဟင်းများသည် ကျွန်တော်ဥပိုးဟံဥနုရဲဘော်ကြော်လိုက်တက်ချက်ကြီးတန်းထုံးတို့ကိုတအားလွှင်းရန်ဖိတ်ခေါ်နေတော်၏ထို့ကြောင့်လည်းကျွန်တော်နှင့်ဥပိုးဟံတို့ကလက်စည်းကွက်တွင် လက်ကိုဆေးကြောလိုက်ပြီးဓမင်းပွဲတွင်ထိုင်ကာသုံးလေးလုံစားလိုက်စဉ်ပြာမြောက်ဖက်တကားစီမှစီစီညံညံလုံးလုံးရှာရှာအတန်တွေရောခွေဟောင်းတန်တွေပါတပြိုင်နက်တည်းကြားလိုက်ရပြီ ရွာရင်းတို့တစိမ့်တယောက်ယောက်ဝင်ရောက်လာခြင်းကြောင့်ခွေးရီစုသည်ဟုအောင်းမိလိုက်ပြီးတက်သားတစ်ဖက်ကိုဟန်ရပန်ရနှင့်ဝါလိုက်သည့်တခဏ၌အင်းချီလေကားပေါ်မှတကြီးကတော်ကြီးသည်အူရဖာရပြည့်တက်လာတော့သည်အမလီလောက်ကြပါအောင်ကဲကြပါအောင်ကိုထွန်းရင်တို့ကိုဝက်ပက်လို့လဲနေကြပြီတဲ့ပေမေ့ပြန်ပြေးပြန်ပြေးလာတယ်သူမှလည်းသွေးတွေရဲနေတယ်ဟု၆တီရမရရှာသောမျက်နှာနဲ့တုံလို့သောအတန်ဖြင့်ပြောလိုက်ပါသည်ပြောလို့မှမပြီးသေးဘူးကိုင်းကွာ ဥပိုဟန်ကြီးသည်တမင်းပကံကိုဘေးသို့ဖယ်ထုတ်လိုက်ပြီးကမန်းကရန်လက်ကိုဆေးကြောကလက်တုပ်ပွားနှင့်အမြန်တုပ်တင်လိုက်တော့၏ကျွန်တော်အနေနဲ့လေဘိုက်ထဲ၃လေးလုံးသာရောက်သေးသောတမင်းပွဲကိုညီကုန်းချုပ်လိုက်ရပြီ၏ခြေစဉ်နောက်ဆင်းတွင်မိငပြော၏နောက်မှခြေရာခံကအကူညီပေးတော်ပေမည်ဆိုသူသည်ရွာသားတစုနှင့်ရောက်ရှိလာပြန်သည်သူ၏အင်ကြီးလက်တို့တွင်ရှစ်ပိုင်းကသူ၏ရဲသားတွေ့လိုက်ရပြီ၏ဘယ်လိုဖြစ်တာလဲပြောစမ်း ်ဦးဘိုးဟန်သည်ဘောင်းမီရှိကိုဝင့်ရင်တန်း၍မေးလိုက်၏ဝက်ကြီးကိုတစ်ချက်ပြစ်ပြီးဝက်ကြီးကသွေးသွေးယူသွေးတန်းနဲ့ဖုံးဆိုးတဲ့ဝင်သွားဘေးကပက်ပြီးကျုပ်တို့ကလိုက်ချောင်းမှာဝက်ကြီးကကျုပ်တို့ဘေးကဘွားကနေပြေးတက်လာပြီးကိုဖြောကိုအရင်ပတ်ချတယ်ပြီးတော့တကြီးကိုဆက်ပတ်နေတော့မှကျုပ်ကဓမ္မနဲ့ဝင်ခုတ်တယ်။ဝကြီးကကျုပ်ကိုလှည့်အပတ်မှာကျုပ်လက်ထဲကဓာတ်နဲ့ဝကြီးတို့ဒီတအားထိုးမိပြီးကျုပ်လက်ထဲကဓာတ်လွတ်အကြမှာဝကြီးကကျုပ်ကိုပြီးပတ်တော့ ကျုပ်လက်မျိုးကိုလူပြီးရှောင်ပြေးခဲ့ရတယ်။ဒါကြောင့်ရင်ဘက်ပါနဲ့ချက်ချက်ပြီးထိသွားသေးတယ်။ကိုပြောနဲ့တကြီးကတော့ဘုံကနေလဲရကမထနိုင်တော့ဘူးပြု။ဖြစ်ရလေတယ်ကွာ။ဘောင်ဖြုတ်ပြစ်တာချက်မပိုင်ဘူးလား။နောက်ထပ်ဆင့်ပြီးမပြစ်ဘူးလားကွာဟုဥပုဟန်ကကြည်စံခပတ်ကိုပတ်ရင်မြင်းမြန်းပါသည်။ပြစ်သေးတယ်ဗျကြည်စံကမထွက်တော့ဘူးညာဘက်ဆိုင်မောင်းတစ်ချက်ကလည်းအရေးထဲမှာနှွယ်နေညှိပြီးဘဲမှာပြုတ်ကျနေတယ်မသိရဘူးဗျ ကျွန်တော်ဒီဝက်နာကိုတတိကောင်းစွာထားရှိခဲ့သူပြီးပြီးချက်မြတ်တော်တနက်ကောင်းများကိုသုံးရန်ဆုံးဖြတ်ထားပြီးဖြစ်ပါသည်ရှေတူကိုကြီးတတော်များအနေတော့ဝက်နှင့်ကြားလို့ဒီပါဝင်ပြီးရုတ်တရက်အပြင်းမန်းအပြင်းကြည့်ရလျင်၎င်းတို့၏ကြီးမားသောကိုခန္ဓာကြီးများကြောင့်လေးကန်ထိုင်းပိုင်းသည့်တတော်ကြီးများဟုတင်မက်ဆရာဝန်ဖြစ်ပေ၏တို့ရရင်တကယ်အရေးတွင်ကြားနှင့်တော်ဝက်သည်အံ့ဩစရာပင်လင်းမြန်သွက်လက်လာပေ၏ဝလုံးတို့လွတ်တကယ်သူဟူသော ပုံခိုင်းစရာ ပေါ်ပါလျင်မြန်သလောက်မျက်စိရှင်ချင်းခြုံကို၍တိုက်ခတ်ရ၌ပုံအောင်ရ၌နှကောင်မရှိသော ကြားနှင့်ဝက်တရဝါများပါတကားကျွန်တော်သည်305မက်ဂနက်မော်ဇာရိုင်းဖဲကိုဆွဲယူလိုက်ပြီးခြေစံအပြော့သား9000ကို ရွေးထည့်လိုက်ပါသည်ဥပိုဟန်ဒီလေးရလေးမောဇာရိုင်းဖဲကိုပကုံးနဲ့ထမ်းလိုက်ပြီးကျွန်တော်ဤသူကြည်စံအပြော့စားကြည်စံအများကိုကြည်စံကပတ်ကြီးထဲမှဆွဲနှုတ်နေတော့သည် ထို့နောက်ဒံရရသူပင်မီးကိုခေါ်ယူခဲ့ပြီး အချင်းဖြစ်ပွားရာ လေရှိုးဘက်သို့ခတ်တုတ်တုတ်ထွက်ခဲ့ကြ၏။ရွာနှင့်ခရီးတမိုင်တွင်၌ရှိနေခြင်းကြောင့်မိနစ်20ခန့်တွင်ကျွန်တော်တို့လေရှိုးပြားအနီးသို့ရှင်းကပ်ခဲ့ကြသည်။ကျွန်တော်တို့နောက်မှအခြေခံများကြာရ၍လှည့်ကြည့်လိုက်သောအခါရွာသားဥယျာဉ်20ကျော်သည်ဓားများလမ်းရှည်များဆွဲကင်ကလိုက်လာသည့်အကြောင်းခင်ဗျားတို့လိုက်ဖို့မလိုဘူး။တော်ဝက်နာဟာအနေရအလွန်များတယ်လူများတော့ပြည့်ရခတ်ရတာမလွယ်ဘူး မလိုက်နဲ့ဟုကျွန်တော်ကလည်းကသတိပေးလိုက်ရ၏မကြမီညခင်းကလေထဲတွင်ဟန်ရပန်းရလှဲ့လေကဝေနောက်စားတောက်ခဲ့သော တောဝက်ကြီးခြေရလက်ရများကိုတွေ့ရပေ၏လက်ဖက်ရည်ကျန်ပကံလုံးတစ်လုံးကိုမြေပေါ်၌မှောက်ချလိုက်သည့်အခါတွင်ထင်းကကြံ့ညစ်သောပုံစံကြီးအတိုင်းကြီးမားလာသော တောဝက်ထီဤခြေရကြီးများသည်နင်းရ၏ထာသည့်လေမြေပြော့ပြော့ပေါ်တွင်အထင်ရှားတွေ့နေရပေသည် ပိတ်တန်၅တင်နဲ့၆စီအချာထွက်မဲ့ဝကြီးပဲပုံမှုရဲ့ဒါကြောင့်ငပြောလို့စုံမဲ့ကြတာပဲဗျာဘူဘိုဟန်ဒီလိုင်းပေတနတ်ကိုအသင့်ကိုင်းရင်ဝေဖန်လိုက်ပါသည်စပါကင်းစားနိုင်ဖယိုဖျဲဖြစ်နေအောင်ဝတ်တိုးကြီးဒီစားတော့ဖြစ်စည်းသွားခဲ့ဒီမှာထောင်းလုံးပေါင်းကြေမွားနေသည့်ရှုခင်းကတက်တက်ခံနေပါသည်ထို့နောက်တကြီးနေငပြောလို့ဝက်ဖက်ခံရသော ရှုများစီတို့ကယူတဆိုင်အကြည့်နေကတလန်းချင်းတက်ခဲ့ကြသည် အပေါ်လောင်းရွေတွေလွမ်းနေသောရှုများစီတို့စိတ်ချလက်ချတဲ၍မဖြစ်သေးကြအောင်ဥပိုဟန်နဲ့ကျွန်တော်တို့ဘေးချင်းရှင်ကရင်မောင်တန်းကပညာဝဲရာတို့ဂယုတဆိုင်ကြီးစုကတောဝက်ဒီကို ရှာဖွေရင်းရှိတက်ခဲ့ရပြီ။ခိုင်းနေရကြောများရှိတက်ခဲ့ကြသည့်နောက်တွင်သွေးလူလူနှင့်လူနေရောက်ဤတရံများကိုနိုင်ရွေ တွေ့လဲရပြီ။ထို့ကြောင့်၎င်းတို့ပဝန်းကျင်တဝိုက်တို့တိန်ကျုံစစ်ဆေးလိုက်ပြီးမှတကြီးဦးထွန်းရင်တို့အစီတို့တန်းနဲ့မဲ့မဲ့တက်ရ၏။ ။နှစ်ယောက်စလုံးခါဝင်များကြွက်ခါတွေရောဖုံတွေရောတိရွက်တွေရောလူးနေတော့ဤ။ဦးထွန်းရင်လက်တစ်ဖက်က သူ၏မျက်နှာကိုကွယ်ခဲ့ကာကွယ်ခဲ့ပုံဖြင့်မျက်နှာပြင်ပေါ်၌အုပ်လေးရဲ့တွေ့ရပေသည်။ထို့ကြောင့်ကျွန်တော်သည်ဥပုဟံကိုတောဝဲကြီး၏အလေးဝင်တိုက်ခိုက်မှုမှကာဝေးရန်တတိပေးလိုက်ပြီးဥထုံးရင်၏ဘဲဘက်လက်ကောက်ဝင်နှင့်ညင်ဘက်စီတို့ကပ်၍အသက်ရှူမရှူအကဲခတ်လိုက်၏ အသက်ရှူတန်ကြာရမှဥပုဟန်စီတို့ကောင်းငိမ့်ပြလိုက်ပြီးမှောက်ရဲလဲနေသည့်ငဖြောစီတို့ရှင်းကပ်၍ဥထုံးရင်ဤအတိုင်းစံတက်ကြည့်ရှုလိုက်ရ၏ငဖြောနှလုံးခုန်ကြီးတူတူချင်းမတွေ့ရသေးကြောင်းနှာခေါင်းဝါတို့တော့ကျက်တောင်တစ်ချောင်းနှင့်ကပ်၍ကြည်လိုက်၏တို့ရရင်လေတို့ချင်းအသက်ရှူခြင်းလက္ခဏာတစုံတရာမတွေ့ရတော့ရှိ၏ ်ငပြောဤတံရကိုပြန်လာ၍ကြည့်ရှုလိုက်သည့်အခါတွင်ဘယ်ဖက်ရင်သည်ပွင့်လျက်၎င်းရှေ့တလုံးကျွတ်သားမှပေါင်ရင်းအထိတော့ဝက်ကြီးဤအဆွဲကတောက်လျှောက်ခွဲတက်သွားသည့်တံချက်များကိုတွေ့ရပြီသည်ဟေ့နောက်ကလူတွေလာခဲ့ကြဟောဒီလူညက်ကိုရွာပြန်ယူသွားတကြီးကိုလှဲနေချက်ချင်းမြို့ဆေးုံဖို့ဥပိုးဟန်သည်ကြောက်ခဲအင်းရွာသားများကိုခေါ်ယူကာလူနာနှင့်လူသေးနှုတ်ကိုအလိုက်ပြီးတို့နဲ့ကပ်မလိုက်နဲ့တော့တို့ကနန်းခေါ်မှာရှေ့တက်ခဲ့ကြဒံယာနဲ့ဝက်နာကိုပြစ်ရတာသိမ့်မလွယ်ဘူးကွာ လူနဲ့ဝက်နဲ့ရောနေရင်အပြစ်ရအချိန်ရအာကြီးခတ်တယ်။ဦးဘူးဟန်ကဆက်လက်၍တတိပေးလိုက်ပြန်သည်။မကြာမီကျွန်တော်တို့နှစ်ဦးသည်ဆက်လက်၍တောဝက်ကြီးကိုရှာဖွေကြသည်။တောဝက်ကြီးဤကိုနိုင်ရရှိသောဆက်နှစ်ဖို့ကြီးစံရာကြောင့်ထွက်တော်။တွေ့ချောင်းပေလို့သို့မဟုတ်ဦးထွန်းရင်တို့နှစ်ယောက်စီမှသွေးများကြောင့်ပေလို့မသိရတော့။တွေ့စီကြောင်းအစာနာများသည်ရှုံများရှိ ဖုံးဆိုးတော်တဲ့သို့တန်းနေတော်၏။တိတ်တိထားမှပြုဝက်ကြီးက ွေတော်အချုပ်ထဲမှာမြုပ်နေပုံပဲအလေးမပေးနဲ့တော့ဘုံမှုဥပုဟန်ကြီးဒီကျွန်တော်တို့ရှင်းကန်နေတော့ခိုင်90ခန်းအကွာရှိဖုံးစိုးတော့မဟုတ်တောင်ရံခင်းဟောင်းများဖြစ်ခဲ့ခြင်းကြောင့်ပေါင်းပင်တွေခြုံတွေရှုပ်နေအောင်ပေါက်နေရာထွေတော်တစ်ပိုက်ကိုရှာဖွေရင်းလမ်းကသတိပေးလိုက်၏ကျွန်တော်ဟိုဘက်ထိတ်ကပန်းပြီးကြည့်မယ်ဟိုဘက်ထိတ်ရောက်လာရင်အဖိုးကြီးကလူသံပေးကြည့်စမ်းဗျာဒါမှဒီအကောင်ကြီးဆိုင်းချိုးပြတ်တော်တယ်ကူမကူခြေရလိုက်ရကြည့်နိုင်မယ် ကျွလိုက်ပြီးနောက်ညာဘက်လမ်းရှင်းရာမှာပန်းကတက်ခဲ့ရပြီဒီခုနှစ်မိနစ်ခန့်အကြာတွင်ကျွန်တော်ဒီဖုန်းဆိုး၏အနောက်ဘက်မြင်းကြောင်နယ်နိမိတ်ကိုရောက်ရှိခဲ့ပြီးလေရှင်ကအချက်ပေးလိုက်ရာရုတ်တရက်ဖုန်းဆိုးတို့အလေပေါက်စီကကွမ်းကွမ်းဟူသောတောဝက်ကြီး၏မန်သွင်း၍အဆွေချင်းခတ်တန်ကြီးကို ရှေးဥစွာကြားလိုက်ရပြီထို့နောက် ဥပုဟန်စီမှဝလုံးခေါက်၍ဟေးဟေးဟူသောညာတယ်များလေတက်ဆက်သေးပေါ်လာတော့သည် ကျွန်တော်တို့အပန်းတကြီးရှာဖွေခဲ့တော့တောဝက်ကြီးကကျွန်တော်တို့လူနဲ့တွေကိုကြိုတင်ရရှိပြီးတိုက်ပွဲအတွက်အသင့်ရှိကြောင်းစစ်ကြေညာလိုက်ရှင်းတာဖြစ်ပေ၏ပြစ်ကွင်းကိုတွေ့ပြီးဖြစ်တော့လေပြစ်ခတ်စရာအခွင့်အရေးပြစ်ကွက်ကိုမူမရရှိသေးချေဥပိုဟန်စီမှဝေါကနေရှေကနေမြည်ကြီးခဲများနှင့်ခေတော်အတွင်းသို့တဖြောက်ဖြောက်ပြစ်ခတ်တံများအဆုံနိုင်အဆွေချင်းခတ်နေသောတောဝက်ကြီးသည်ကျွန်တော်အောက်နေရာစီသို့တရွေ့ပြီးတလုံးလုံးတိုးလာသည်ကိုရိပ်မိလိုက်ပါသည် အထက်ပိုင်းတခြားတုတ်ခနဲ့တင်ငင်းနဲ့ဖြစ်နေသည့်ဘုံဆူတော်များကိုမြင်ရခြင်းအပြင်တောဝက်ကြီးသည် အလဲဝမှအနောက်ဘက်မြင်းချောင်းစီသို့ရွှေ့ပြောင်းနေကြောင်းမှသိသာကြည်၏ကျွန်တော်သည်ဝယုံမင်းနောက်ကွယ်မှတုံးခွန်ကမက်ဂနက်ရိုင်းဖဲကို အသင့်ချင်းရင်တသိမ့်သိမ့်လုံနေသောထွေတော်မှကျူ၍ပြည့်ကွက်ကောင်းကိုရှာဖွေမိသည် တော်ဝဲကြီးသည်ရှေ့သို့တအားစုကတိုးနေသည်မဟုတ်ပဲရက်လိုက်နားထောင်လိုက်နှင့်ကျွန်တော်တို့လူနဲ့လူတန်းများကိုလေ့လာပြီးမှတလန်းချင်းတက်နေခြင်းဖြင့်ဖြစ်၏ကျွန်တော်သည်စစ်ပရိရဲ့တမျိုးသုံးရန်ဆုံးဖြတ်လိုက်ပေ၏မျက်ကွယ်ဖြစ်နေသည်ခေတော်ပါပါကလေးအကွက်စီသို့တဲ့ငနဲ့တော့ဝက်ကြီးကဖိကတိုးနေသည့်အလဲပင်ကျွန်တော်ဒီတော့ဝက်ကြီးဤရှေးပိုင်းလောက်ကိုမန်းကသုံးခုံကမက်ဂနက်ရိုင်းဖယ်နဲ့ပြစ်ခတ်လိုက်၏ခြေစံအား300ဂရိန်ဤ ပောက်ကွဲတန်ကြီးသည်တိတ်ဆိတ်သောနေကင်းအဖို့ချက်ချင်းတခဏနှင့်ဆူညံသွားစေ၏ဝတ်ကြီးသည်တိမှန်သွားကြောင်းတက်သည့်အဖြစ်ကြေကနေအော်မြည်လာ၏ပြီးကျွန်တော်ရှိရာဘက်သို့တဝဝဝထိုးကသူအားရန်မူသူကိကတ်သူရန်သူဖြစ်သောကျွန်တော်ကိုတံပြန်တိုက်ခတ်ရန်ပြေးထွက်လာခြင်းသာဖြစ်ပေ၏နောက်ထပ်ကြည်စံအစ်တတောင်းကိုဒိုးကအသင့်ပြင်းနေသောကျွန်တော်အဖို့ခြုံတိုးတံများတစ်လျှောက်လိုက်ကဂျိုးက တော်ဝက်ကြီးဤမြင်းဝင်းကောင်းကိုစောင့်ကြုံနေခိုင်စက္ကန့်ပိုင်းအတွင်း၌ဖုံးဆူတော်ဤအစုံချိန်ပင်များချာမှဝက်ကြီးဤခေါင်းပိုင်းသည်စွတ်ခနေပေါ်လာလေသည်အတင်းချိန်ထားသောကျွန်တော်ဤရိုင်းဖဲကတော်ဝက်ကြီးတဘိုးကြီးရင်းစီတို့ကြကြနာနာချိန်ကပြစ်ချလိုက်ပြန်သည် တစ်စက္ကန့်လျှင်2550ပြည့်အမြန်နှုန်းဖြင့်ဖြတ်တန်းကထွက်သွားသော305ကြည်စံဖူးသည်အချိန်နှင့်ထွက်လာသည့်တောဝက်ကြီးကို4330ရှောက်ပြီးအတွင် တပေါင်းနှုန်းတွန်းကန်အဖြစ်ရှောင်းတကင် ဖောက်ထွက်ထိမှန်ကပက်ကနေနောက်ပိုင်းသို့လွင့်ပါသွားပါတော့၏ထို့နောက်ခြေလက်များသည်ဆန့်ကတက်ပြတန်ငင်အခြေအနေတို့ဆက်ရောက်နေပါသည် ။နောက်ထပ်ပြစ်ခတ်စရာအချက်လည်းမလိုတော့ရှိ။တို့ရတွင်မုတ်ဆိုးနှင့်စစ်သားတို့ထုံးစံအတိုင်းကြီးစင်အစ်တတောင်ကိုတမဟုတ်ရှင်ထက်၍ထိုးကာအရေးပေါ်ခဲ့သောထက်မှန်ပြစ်ခတ်ရန်အသင့်ရှိနေပြန်တော့သည်။ပြီးပြီပြုတ်ဦးဖိုးဟန်ဒီဘက်ကိုတက်ပါ။ဥပုဟံကိုလမ်း၍ခေါ်ယူလိုက်ပြီးတောဝကြီးလဲကြရစီတို့ဂယုတစိုက်ရှင်းကပ်ခဲ့ပြန်သည်။ဂုတ်ပိုင်းနှင့်ကြောတချောင်း၌ဆောင်းမေးတထွာကြုံမြပင်ရှိကတောက်နေသော နတ်မောင်းနေသည့်အမွေးများဖြင့်တောဝဲကောင်းကြီးကခိစချုံးနေလေပြီသူ၏အဆွေမှာသွေးစီကြောင်းများနှင့်အဝတ်အစုပ်အစများအသားထည်များကဒုသက်သမားဘဝကို ဖော်ထုတ်နေချေ၏အဆွေကြီးတစ်ချောင်းကလည်းလေးလမခန့်ရှိပြီးရှင်ထက်နေသလောက်ခရီးရောက်ခဲ့ကြောင်းကိုလည်းကျွန်တော်ပြန်လည်စဉ်းစားမိပါသည်ဝယ်ကြီးမှတနက်တန်ရာများကိုကျွန်တော်နှင့်ဥပုဟန်တို့ကလိုက်လံစစ်ဆေးခဲ့သည် နောက်ဆုံးပြစ်လိုက်တော့သုံးခုကမက်ဂနက်ကြီးချမ်းသည်တဘိုးကြီးတွင်မှဝင်ကညာဘက်တင်မစီသို့ဖောက်ထွက်ခဲ့၏။မျက်ွယ်တွင်ပြက်ခတ်ခဲ့သောရှေးဦးဆုံးအချက်သည်ဝက်ကြီးကုတ်ဘူးအထက်ကိုမှန်ကလက်ကုတ်ဘူးတစ်ပိုင်းကိုချိုးခဲ့ပေသည်။သူ့ရာတွင်ဝက်ကြီးကအသက်ပြင်းလာပေသည်။ဆန်တဘိုးကြီးချမ်းသည်ဝက်ကြီး၏တင်မကိုထိမှန်ပြီးရှောင်းလုံးကြီးချမ်းသုံးပေါက်ကိုတွေ့နေရပေ၏။ ဒံယာအနာရရှိခဲ့သည့်တောဝကြီးဖို့ဒေါသဖြစ်လောက်ယုံသာဆွပေးခြင်းသဘောမျိုးဖြစ်စေပြီးမုဆုံးငပြောနှင့်တကြီးဥထုံးရင်တို့ကိုပိုင်ပိုင်နိုင်နိုင်တုံ့ပြန်လက်စားရှိလိုက်ခြင်းလည်းဖြစ်ပေ၏ရွာသားများကောက်ယူခဲ့သောဆိုင်းပေါင်းတစ်ဖက်ပြုတ်ကျနေသည့်ဥထုံးရင်၏နှလုံးမူတနက်ကိုခါချိုးကကျွန်တော်ကစစ်ဆေးကြည့်ရှုလိုက်ရတော့သည်ဆိုင်းပေါင်းတစ်ဖက်ရှိသည့်ပြောင်းဝနိုင်တူပီရိုက်ပြီးသားဂျီဇန်တရောင်းနှင့်ကျန်တစ်ဖက်တွင်တူပီမြတ်ရသည်သောဂျီဇန်အသည့်တရောင်းကိုတွေ့ရပြန်သည် တော်ရများမှာလူချမ်းသာများအနှိမ့်စရောက်တော့အခါအမေသားမှစား၍ငွေချေးချောင်လေတလူဝတားဆုံးအထိမသားတမင်းဟင်ကျွေးခဲ့၏မုတ်ဆိုးငပြောဝက်ပက်ခံရ၍တေဆုံးသည့်အတုပတမင်းပွဲ၌လေသူ့တက်ဆုံးချုံအောင်လိုက်လံခဲ့ရပြီးကျွန်တော်ဇက်သိန်းကိစ္စလျှော့လိုက်ရသည့်တော့ဝက်ကြီး၏အသားနှင့် တေလံပို့သောလောဘကိုလက်ခံလိုက်သူ မုတ်ဆိုးငဖြော၏မတာထမင်းဟင်းကို ချမ်းသာသူများနည်းတူကျွေးမွေးအခမ်းစေရန် စီမံလိုက်ရပေသည်ထို့ကြောင့်လည်းကျွန်တော်ဤနောင်တော်ညီတော်မုတ်ဆိုးလက်တင်များကိုခြေတူကိုကြီးနှစ်ကောင်ဖြစ်သောကြားနှင့်တော်ဝဲကိုအထင်မသေးကြရန်တနက်ကောင်းကောင်းစက်ပိုင်းပိုင်းပြစ်ခတ်နိုင်ကြရန် အထူးသတိပေးအပ်ပါကြောင်း ဒီကနေ့ဖျက်ပြခဲ့တဲ့ဝိထုတို့လေးကိုအချိန်ပေးပြီးနာတော်တာရှင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိရပါတယ်ခင်ဗျာနာတော်တာဆင်သူကြီးကိုမောင်တို့မှများအားလုံးစိတ်ချမ်းသာခြင်းကိုဤချမ်းသာခြင်းများနဲ့တလုံးတော်အပြည့်စုံနိုင်ကြပါစေခင်ဗျာ